ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အားလုံးမင်္ဂလာပါ Chelsea အသင်းကဒီနေ့ရာသီပိတ်အတွက်သူ့အတွက်အရေးကြီးဆုံး၃ပွဲရှိတယ်အဲ့ဒါကတော့ဒီတစ်ပတ်မှာ Manchester United အသင်းနဲ့သူတို့ကမ်းမယ်ပြီးတာနဲ့သူတို့နောက်ဆုံးပွဲဖြစ် Northern Forest ကိုအဝေးကွင်းရာသီပိတ်ကမ်းမယ် နောက်ဆုံးမှာတော့ conference league final ဖြစ် red bat အသင်းနဲ့ကမ်းမယ်ဆိုတော့ဒီအရေးကြီးတဲ့၃ပွဲဟာဒီနှစ်ရာသီသူတို့ season ကိုအဆုံးဖြတ်ပေးမယ် conference league ကတော့ chelsea အနေနဲ့ရာသီဖြစ်စီမရာသီဖြစ်စီ chelsea ပြည့်တက်တယ်အဲ့လောက်ထိ fit ထားမှာမဟုတ်ပေမဲ့ champion league ဝင်ခွင့်က chelsea ပြည့်တက်တယ်အားလုံးလိုချင်တဲ့ပြိုင်ပွဲပဲဒီပြိုင်ပွဲဝင်မှအသင်းကပိုပြီးတော့ပြည့်ပြည့်စုံမယ်လို့အားလုံးကခန်းစားထားသလို chelsea ကိုယ်တိုင်လည်း european champion ကိုနှစ်ကြိမ် champion league မှာ champion ဖြစ်ထားတယ် ဆိုတော့ဘေးသက်တော်တော်များများကအန်ဇိုမာရစ်ကာလက်ချံ၃ပွဲသလုံးကို အနိုင်ယူပြီးတော့အကောင်းဆုံးရာသီပိတ်နိုင်ပါမလားလို့စိုးရိမ်နေတဲ့အချိန်မှာချက်စီဘုတ်ဖွဲနဲ့တာဝန်ရှိသူတွေကလက်ရှိမှာ ချက်စီအသင်းနဲ့ပတ်သက်လို့သူတို့ဘက်ကအတိအကျပြောလာတယ်။အဲ့ဒါကတော့ချက်စီအသင်းဒါလက်ရှိအခြေအနေရဘလို့ရလက်မျိုးထွက်လာထွက်လာနောက်ဆုံး၃ပွဲအပြီးမှာချက်စီအသင်းရဲ့နီးပြား အန်ဇိုမာရစကာပိုဘာအဖက်မှမဖြစ်ဘူးဆိုပြီးတော့ကလပ်ဘက်ကကြေညာလိုက်တယ်။ပြောချင်တာကအန်ဇိုမာရစကာကိုချက်စီပိုင်ရှင်တွေဟာယုံကြည်မှုအပြည့်အဝရှိထားပြီးတော့သူ့ဘော်ကို2026ထိယာတုဆက်ပြီးသွားမှာဖြစ်တယ်လို့ဆိုတဲ့။ဆိုတော့အန်ဇိုမာရစကာအတွက်ခုနပြောတဲ့အရေးကြီးတဲ့အခြေအနေပေါ့လေ။ပထမဆုံးကအန်ဇိုမာရစာရဲ့ပထမယာတီမှာချက်စီအနေနဲ့ဖလားယာတီဖြစ်စေ ဖလားမရစီဖြစ်စေဒါလက်ရှိနေထားရာပြဿနာမရှိဘူး။ အသင်းရဲ့ progress နဲ့လက်ရှိအခြေအနေကိုသူတို့ဘက်ကကြီးနတ်တယ်ဒါပေမဲ့ဒီဒါပေမဲ့ပေးတတ်တော်များများကဥရောပ champion လေးဝင်ဝင်လိုချင်တယ်ဒါကျွန်တော်လိုချင်တယ်ဒါအခု loss အနေထားရကျွန်တော်ဒီတစ်ပတ်က man united ကိုသူတို့အိမ်ကွေးကမ်းမယ် united ရဲ့ europa league final ပွဲကြောင့်ဒီပွဲက chelsea တို့က၃ပတ်ရဖို့မခက်ဘူးဒါပေမဲ့ northern forest နဲ့နောက်ဆုံးပွဲဟာ tricky ဘွဲ့အဖြစ်ဖြစ်ကောင်းဖြစ်နိုင်တယ် forest ကလည်းဒါ chelsea နဲ့ villa တို့နဲ့အပြိုင်ဘာကြောင့်လဲဆိုတော့ newcastle တို့ man city တို့ကလက်ကျန်၃နေရာမှာသူတို့ကတေချာပေါက်၂နေရာလောက်ရသွားဖို့များတယ်အဲ့ဒီနေရာမှာကျန်တဲ့၂နေရာအတွက် chelsea ရဲ့ villa ရဲ့ forest ရဲ့၃တိလူရမယ် Chelsea ကသူ့လိုသူ့လိုပြီးအဲ့နောက်ဆုံးနှစ်ပွဲနိုင်69မှတ်နဲ့သူတို့တေချာပေါက်ဝင်မယ်အဲ့လိုမဟုတ်ဘူးချွတ်ချော်သွားခဲ့ရင် Aston Villa နဲ့ Forest ကချန်ပီယံဖြစ်မယ်ဆိုတော့ဒါဘုတ်ဖွဲ့နဲ့ Top Bowl လို့ Adbar လို့အတူပြုချက်ရ Chelsea အသင်းဟာဘလို့အခြေအနေမှာပဲဖြစ်ဖြစ်နောက်ဆုံး final သုံးပွဲပြီးသွားခြင်းတောင်မှအ ਨੇ စုံသူကို200ဒီဖူးစီစဉ်ပြီးသွားမှာဖြစ်တယ်လို့ပြောထားပြီးတော့ Anzo Maresca အနေနဲ့နောက်ဆုံးသုံးပွဲအခြေအနေကိုသူတို့ဘက်ကဘာမှဆုံးဖြတ်သွားမှာမဟုတ်ဘူးလို့ဆိုတယ်ဆိုတော့အခုကျွန်တော်သိကြတာတော့ Man United လက်ရှိကျွန်တော်အမြင်ပေါ့လေ Chelsea ဟာလက်ရှိကျွန်တော်အမြင်အရဆိုရင် Manchester United ပွဲကိုနိုင်နိုင်မယ် ။နောက် Northern Forest ပွဲလည်းနိုင်ပါပဲ။ဘာကြောင့်လဲဆိုတော့ Forest အဲ့လောက်မကောင်းတော့ဘူး။ဒါလွန်ခဲ့တဲ့6ပတ်9ပတ်လောက်က Forest ဆိုရင်တော့မတူညီတဲ့ different forest ။ဒါအခုက Forest ကိုတိုင်းခြေကျနေတဲ့အခြေအနေကြောင့်ဖြစ်တယ်။ Real Betis နဲ့ Final ပွဲတစ်ပွဲ Conference ပွဲတစ်ပွဲပဲနည်းနည်းတော့တတိထားရမယ်။ဒီနေရာမှာ Chelsea ပိုင်ရှင်တွေကကလပ်အသင်းအတွက်ထိတ်တာအဆင့်ရှိတဲ့တိုက်စစ်မှု9ရောက်ကိုလည်းသူတို့ target ထားပြီးတော့ နွေရာသီမှာခေါ်ယူမယ်ဆိုပြီးပြောလာတယ်ဆိုတော့ချက်စီဘက်ကအခုလောလောဆယ်မှာဘိုးဘွဲ့နဲ့တောင်ရှိသူတွေတာဂက်ထားတဲ့တိုက်စစ်မှု9ရောက်ရှိတယ်အန်ဇူမာရက်စကာကိုတိုက်စစ်မှုဖြည့်ပေးမယ်ခံစင်မှုဖြည့်ပေးမယ်လိုအပ်ရင်တောင်ပံကစားမှာဖြည့်ပေးမယ်လို့ပြောထားတဲ့အချိန်မှာ BBC ရဲ့ report အရဆိုရင် Sporting Lisbon ရဲ့တိုက်စစ်မှု Victor Jokeres ပါတယ် RB Leipzig အသင်းရဲ့ Benjamin Sesko ပါတယ် Ipswich Town က Man United ကိုပြောင်းဖို့နှိစက်နေတဲ့ Leon Delap ပါတယ် အိုက်ထရန်ဖရန်ဘက်ကဒါပြင်သစ်လူငယ်တိုက်စင်မှုဟူကိုအခီတီကီနဲ့နာပိုလီအသင်းရဲ့တိုက်စင်မှုဗစ်တာအော်ရှီမန်ပါတယ်ဆိုတော့အရင်သွေးမြင့်တဲ့ထိတ်တန်ကစားမှကြည့်ဆိုတော့ကျွန်တော်တို့သိတာကယိုကရက်စ်ကအနည်းဆုံး85တန်တန်80ပတ်ဝန်းကျင်ရှိမယ်အော်ရှီမန်ကယိုချီစာချုပ်80နဲ့85တန်ရှိမယ်ဒါတစ်ဖက်ကဘန်ဂျမင်ဆက်စကိုက gentleman agreement နဲ့ယူရိုတန်80နဲ့ထွက်နိုင်ပြီးတော့ Ipswich Town ရဲ့ Leon Dillard က ပေါင်တန်း30ယူရို35 40ပတ်ဝန်းကျင်မှာရှိပြီးတော့ဒါ Hugo Akitike က Itran Frankfurt ကနေ80ထွက်ခွင့်ရပြီဆိုတော့ကျွန်တော်မြင်တော့ဒါ Victor Jokeres ကတော့ Arsenal နဲ့တော်တော်လေးစကားပြောနေတဲ့အချိန်မှာဒါတစ်ဖက်က ဒီ Leon Delac Manchester United ကိုဥတီဖို့များတဲ့အချိန်မှာ Hugo Akitike နဲ့နောက်တစ်ဖက်က Benjamin Sesko ဘာကြောင့်လဲဆိုတော့ Juventus ကလည်းဒါ Napoli အသင်းရဲ့တိုက်စစ်မှု Osimhen ကိုအသက်အံလိုက်တယ်တကယ်လို့ Juventus က Champions League ဝင်ခွင့်ရရင် Osimhen ကိုသူတို့ရဖို့များတယ်ဆိုတော့ Chelsea ကဖြစ်နိုင်ခြေကဒါ Jokeres ကိုကြော်ကြားဖြတ်ခေါ်နိုင်တဲ့ငွေကြေးရှိတယ် Benjamin Sesko ကတော့သူတတယောက်ထည့်တည်တံ့ဖြစ်ကောင်းဖြစ်ပြီးတော့ Eintracht Frankfurt ရဲ့ Hugo Akitike ဒီနေရာမှာ Kansas City ဘက်ကလည်းသူတို့တောင်းရှော ောက်လိုက်တယ်သူတို့ဒင်းဟောင်းစင်ကိုလိုက်ပေးမယ်လီဗာပူးနဲ့ရယ်မက်ဒရစ်ကနေတရားဝင်ဆက်သွယ်ထားတယ်ဆိုတော့ဥစမာနီဒီယမန်ဒီတို့နောက်တစ်ဖက်ကမာကေဟီရိုလူကစားမတွေဒါတေးကြတာတော့ချက်စီနီးပြအပေါ်ထော်ပေါ်လီနဲ့ထော်ပေါ်လီနဲ့အက်ဘလီကယုံကြည်မှုအပြည့်ဝပေးထားတယ်လို့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်